မင်္ဂလာပါဗျာအလုပ်ကျမ်းပါသည်ချမ်းသာပါသည်နော်ပိုင်ရကိုမြန်မာပြည်ကိုတန်ကြလို့အလုပ်ပြောရှင်းပါသည်ဗျာဒီနေ့26ရက်6လ2025နော်အဲကိုဇော်ဘုံပြောတဲ့အဘကာကျုပ်ကတော့အကိုဇော်ဘုံအမြဲတမ်းခေါ်ခေါ်ပြီးတော့ငငယ်လေးတည်းအပေါင်းလေးဖြူအဲကဒါမျိုး order တယ်အဲအဲ order တာသူပြောပြောနေတဲ့ light တွေမှာကျွန်တော်တွေ့ဘူးလေနော်အဲ့တော့ကိုဇော်ဘုံအမြဲလေးဖြူဂုံယူလေးစားတန်ဖိုးထားနေတဲ့ ပုဂ္ဂိုလ်အဘကာကြုံကြီးကတော့ဒါမေမျိုးအဲနော်ဗလာရုနိုင်ငံမှာဒါနိုင်ငံတော်အခမ်းအနားနဲ့အဲ့ခန့်ကြိုးစုပွဲအဲ့ခန့်ကြိုးစုတာတွေဂုံပြုအာဒီပါညာတွေဒါတွေ့နေရပြီအဲ့တော့ချစ်တဲ့သူတွေကိုလည်းပြောစေချင်ပါလေကိုဇော်ဘိုးရဲ့ချစ်တဲ့သူတွေရောအဲအားလုံးသိစေချင်တာက AC ပါလို့ပဲပြောပြရစီနော်အဲဘာမှစိတ်မပူပါနဲ့အဓိကကတော့အဲအလုံးအလုံးလုံးနေကြတဲ့သူတွေပဲဖြစ်တယ်နော်ကိုလုံးကိုလုံးကြတဲ့သူတွေပဲဖြစ်တယ်ကိုလုံးကိုလုံးကြတဲ့သူတွေဖြစ်တယ်ကိုဇော်ဘိုးရဒါဟွန်နေဖြစ်တာတော့မဟုတ်ပါဘူးနော် အဲ့ဒါလေးတော့ကျွန်တော်ပြောပြစီအဲတချို့ဟာကြီးတော့ကျွန်တော်တို့လူဝဲကိစ္စတွေဖြစ်လို့ကျွန်တော်အများကြီးမပြောပြမပြောတော့ဘူးအဲလူရင်းတို့ရှင်းလေးပဲပြောမယ်ဆိုရင်ကိုစော်ဖုံးရ EC ပါအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့စော်ဖုံးဟိန်းအခြေအနေနဲ့ပတ်သက်ပြီးပိုင်ရဲကိုပြောလာတည်မှုအဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားကြဖို့ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာမင်္ဂလာပါဗျာအလုံးချမ်းပါပါစီချမ်းသာပါစီနော်ပိုင်ရဲကိုမြင်လာမြင်ပိုင်ရဲကိုတန်ကြအောင်အလုံးပြောရှင်းပါသေးဗျာဒီနေ့26ရက်6လ2025 အဲကိုဇော်ဘွိပြောတဲ့အဘကာကျုပ်ကတော့အကိုဇော်ဘွိအမြဲတမ်းခေါ်ခေါ်ပြီးတော့ငငယ်လေးတည်းအပေါင်းလေးဖြူအဲကဒါမျိုး order တယ်အဲအဲ order တာသူပြောပြောနေတဲ့ light တွေမှာကျွန်တော်တွေ့ဘူးလေနော်အဲ့တော့ကိုဇော်ကြီးကိုဇော်ဘွိအမြဲလေးဖြူဂုံယူလေးစားတံမိုးထားနေတဲ့ပုဂ္ဂိုလ်အဘကာကျုပ်ကြီးကတော့ဒါမစ်မျိုးအဲနော်ဘယ်လောက်နိုင်ငံမှာဒါနိုင်ငံတော်အခမ်းအနားနဲ့အခန့်ကျိုးစုပွဲအခန့်ကျိုးစုတာတွေဂုံယူအာဒီပါညာနေတာတွေ့နေရပြီ ဒါတရင်မီဒီယာတွေမှာပိုလိုတွေကိုတက်လာတာကြီးကျွန်တော်တို့တွေ့နေရတယ်။ဝမ်းသာကုန်ယူမိပါတယ်လို့လည်းပြောကြပါတယ်။ညီမအင်္ဂါကဘာမှာ တော်တော်များများကိုတည်သွားကြပါပြီမြန်မာကဘာမှာမြန်မာဘူးမေအွန်လိုင်းကြောင့်တော်တော်များများလည်းတည်သွားကြပါပြီเนาะအဲ့တော့နောက်တစ်ခုတက်ပြောကြကိုစော်ဖုံးရင်မှုပါကိုစော်ဖုံးရင်အေးစီပါလေရုံလည်းမထုတ်ဘာမှမလုပ်တကယ်တော့ကိုစော်ဖုံးရင်ကဘာမှမဖြစ်ဘူးဆိုတာလေးပဲကျွန်တော်ပြောပြပါရစေအများကြီးတဲ့ကျွန်တော်တော့မမေးပါနဲ့ဟိုဖုံးဆက်လည်းမမေးပါနဲ့ချက်ပေါက်ကလည်းလာမမေးပါနဲ့เนาะဘာဖြစ်လို့လဲဆိုတော့ဘာမှမဖြစ်ဘူးအေးစီပါလို့ပဲကျွန်တော်အနေနဲ့ပြောပြစီသူလည်းသူ့လို့သူ့လို့ကိုလည်းကိုလို့ကိုလို့နေရတာပါเนาะဒါလေးကိုတော့ပြောပြစီအဲကိုစော်ဖုံးရင်စိတ်ဝင်နေတဲ့ညီကောင်လောက်များ ။နော်ကျွန်တော်တို့ဒီကိုချစ်တယ်ကိုစော်ဘောကြီးတို့ကျွန်တော်တို့ကိုချစ်တဲ့ညီအစ်ကိုမများအားလုံးရှိပါတယ်။မုံတဲ့လူလည်းရှိလို့ချစ်တဲ့လူလည်းကျွန်တော်တို့မှရှိသေးတာနော်။ဒါလေးတော့ပြောပြရစီမုံတဲ့လူလည်းရှိတယ်ကျွန်တော်တို့ချစ်တဲ့လူလည်းရှိတယ်နော်ချစ်တဲ့လူတွေကျွန်တော်တို့အားပါဗျာမုံတဲ့လူတွေတော်တယ်ဒါလည်းအားပဲလုပ်ရမှာပဲနော်။အဲ့တော့ချစ်တဲ့လူတွေကိုလည်းပြောစေချင်ပါတယ်ကိုစော်ဘောကြီးချစ်တဲ့လူတွေရောအဲအားလုံးသိစေချင်တာက AC ပါလို့ပဲပြောပြရစီနော်။ဘာမှစိတ်မပူပါနဲ့အဓိကကတော့အဲ အလုံးအလုံးလုံးနေကြတဲ့သူတွေပဲဖြစ်တယ်ဗောနကိုလုံးကိုလုံးကြတဲ့သူတွေပဲဖြစ်တယ်ကိုလုံးကိုလုံးကြတဲ့သူတွေဖြစ်တယ်ကိုစော်ဘောင်းရဒါဟွန်နေဖြစ်တာတော့မဟုတ်ပါဘူးเนาะအဲ့အားလေးတော့ကျွန်တော်ပြောပြစီအဲတချို့အားကြီးကြတော့ကျွန်တော်တို့လှုပ်ဝဲကိစ္စတွေဖြစ်လို့ကျွန်တော်အများကြီးမပြောပြမပြောတော့ဘူးအဲလူရင်းတို့ရှင်တွေပြောမယ်ဆိုရင်ကိုစော်ဘောင်းရ EC ပါเนาะဒါပဲပြောပြစီအဲလိုအပ်တဲ့ဟာကြလို့ဆိုရင်နောက်ကြရင်ကျွန်တော်ထုတ်ပြောပြပြပြပေးပါမယ်ဒီချိန်ဒီကာလမှာတော့ အဲအားလုံးကအကြောင်းမင်းမနဲ့ကိုလုတ်ကိုလုံနေကြတာဖြစ်တဲ့အတွက်အဲအလုတ်ပေါ်မှာပဲအယုံဆိုင်ပြီးဖို့အတွက်ပဲပြောချင်ပါတယ်ကိုဇော်ဘွိုင်းနဲ့အေးစီပါနိုင်ငံတော်ကြီးလည်းမကြခင်အေဂျန်တော်မယ်ညီဂျန်တော်မယ်ဆိုတာလေးပဲကျွန်တော်ထပ်သိပြီးတော့အားမခံပြောချင်ပါတယ်ဗျာဘာဖြစ်လို့လဲဆိုတော့မကြခင်မှာကျွန်တော်တို့ဟိုတပ်တော်ကတပ်တော်ကရရှိနိုင်တဲ့လောက်နေရာတွေကိုအမြန်ဆုံးဒါလက်ခံကြံရယူအောင်လှုံ့ဆော်နေပါတယ်တန်တမန်ကြီးရတော့လကောင်းเนาะတိုက်ဟိုတိုက်ခိုက်တဲ့ရေးရတော့လကောင်းပေါ့เนาะအခုဆိုနောက်ထပ်ဆိုလို့ချင်ကျွန်တော်တို့ ။နောက်ထပ်ဆိုလို့ချင်းဘယ်နာထီရောက်နေပြီလားဆိုတော့နောက်ဩရမှာဒါကျွန်တော်တို့မပွဲကားလိုက်တာဘလောင်နေတော်တော်ခိန်တာပဲအများကြီးပဲ။ပြီးတော့လဲနောက်ချိုကြောက်ကြီးတိုက်ပွဲတွင်စစ်ကောင်စီတပ်ဖွဲ့ဝင်9ဦးထပ်မင်းနေတေဆုံးပြီး20နှစ်ဦးအရှင်ဖမ်းဆီးရမည်။ ပဲခူးတိုင်းကြောက်ကြီးမြို့နယ်တွင်ရှိစစ်ကောင်စီစခန်းများကိုတော်လန်ရေးပူပေါင်းတပ်ဖွဲ့များကယနေ့ဇွန်26ရက်နေ့တွင်စစ်တောင်းမြဝမ်းစစ်စင်၏အနေဖြင့်တိုက်ခိုက်ခဲ့ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနထံမှသိရသည့်စစ်ကောင်စီစခန်းများကိုတိုက်ခိုက်မှုအတွင်စစ်ကောင်စီတပ်ဖွဲ့ဝင်9ဦးထပ်မံတေဆုံးခဲ့ပြီး22ဦးကိုစစ်တုံးမှအဖြစ်ဖမ်းဆီးရမိကကြံတပ်ဖွဲ့ဝင်ချို့မှလည်းဆုတ်ခွာထွက်ပြေးသွားကြကြောင်းသိရသည် ုံပန်းတွေမိတဲ့ဟာကရန်သူအင်အား၂ရာဝင်းကျင်လောက်ရှိတဲ့ရွာတရွာကိုဝင်စီးတာပေါ့ကျွန်တော်တို့စီရေးအရအသာစီးရပြီးရန်သူလက်လက်ချတဲ့အနေထားမျိုးရရှိတာပေါ့ဟုတော်လန်ရေးတပ်ဖွဲ့ဝင်တဦးကအေယာဝတီတိုင်းကိုပြောသည့်တိုက်ပွဲအတွင်းစစ်ကောင်စီထံမှလက်လက်မျိုးစုံ28လက်အပြင်ခဲရန်အများပြားနဲ့စစ်အုံဆောင်ပစ္စည်းအများပြားကိုတင်စီရမိခဲ့ကြောင်းလည်းသိရသည် ထို့ပြင်ဖန်စီရမိခဲ့သည့်စစ်တုံးပန်းများကိုလည်း Geneva Convention Geneva Conventions နှင့်အညီစနစ်တကျထိန်းသိမ်းထားကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NAC ထုတ်ပြန်ချက်အရသိရသည့်အဆိုပါတိုက်ခိုက်မှုများကိုပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ်2စစ်စင်ရေးနယ်မြေပဲခူးတိုင်းစစ်ဌာနဗျူဟာ25တပ်ရင်3900နှင့်အထူးကွန်မန်ဒိုတပ်ရင် Spring Warrior Column ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် MLA တိုက်ရင်ရှိကိုတို့မှပူပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်လက်ရှိတွင်တော်လန်ရေးပူပေါင်းတပ်ဖွဲ့များကစစ်တောင်းမြေဝမ်းစစ်စင်ရေးအနေဖြင့်တိုက်ပွဲများဆင်နွှဲနေပြီးယမန်နေ့ဇွန်25ရက်နေ့ရန်ကုန်မန္တလေးအမြန်လန်းဟောင်းရှိ စစ်ကောင်စီစခန်း၉ခုကိုတပြိုင်တည်းတိုက်ခိုက်ခဲ့ရာတပ်သား၁၉ဦးထပ်မင်းနေတေဆုံးခဲ့ပြီး၃ဦးအရှင်ဖမ်းဆီးရမိခဲ့ကြောင်းသိရသည် ကိုပိုင်းလာတယ်ဟုတ်လား minus 10 timer corner right ဖဲဆိုတော့ right ဘယ်နဲ့ပြည့်အောင်ထိနေတဲ့သူက2မိုင်3မိုင်ပဲရှိတော့ဆိုတော့4မိုင်အများဆုံး2မိုင်3မိုင်နာတော့ပြီးရောက်နေပြီဆိုတော့ဒါဘလိုပဲပြည့်နှမ်းပြည့်လို့တော့ wide ထောက်ထားတဲ့အနေအထားမျိုးရှိတယ်အဲ့တော့မကြခင်မှာနောက်ချိုရရင်ဟိုဘက်ကကြောင်မဲ့ဒီဘောလာချိုတိန်ဒီကုတ်ခိုင်အကုန်လုံးကအေးချမ်းပဲပြီးွားလို့ရှိရင်ဘလိုကြိတ်မလဲဆိုတော့စီရေးအကြောင်းအရာရတော့ကျွန်တော်တို့ပြောလို့မရပါပဲအဲဒါမကြခင်အေးချမ်းသွားမယ်လို့ကျွန်တော်တို့သိရှိရတယ်เนาะ နောက်တစ်ခုကြတော့သခိုင်းတိုင်းပဲဆိုလို့ရှိရင်လည်းကျွန်တော်ပြောမယ်ဆိုလို့ရှိရင်ဒါအုံတော်လို့နော်စားစားတောင်စားတောင်ဘက်ပေါ့နော်အုံတော်လို့စားတောင်ဘက်တို့ဒါစစ်ကြောင်းသွားမဲ့တပ်မတော်သားတွေကိုဒါကြိုတင်ပြီးတော့သူအကြမ်းဖက်တွေကဆောင်းဆိုင်နေတာရှိတယ်နေရာတွေနေရာတွေကွက်ကြွက်ကြတဲ့ယူပြီးတော့သူတို့ကဗျူဟာခင်းနေတာရှိတယ်အဲ့တော့တပ်မတော်ဘက်ကသခိုင်းတိုင်းဘက်ကတော့စစ်ကြောင်းထုတ်မဲ့ညီကောင်မောင်သားတွေညီကိုတွေတပ်မတော်သားတွေ တတိကြည်ကြည်ထားပေးဖို့တော့ကိုပြောချင်ပါလေဒီရဖြစ်စင်เนี่ยဘုတလင်ဖြစ်စင်တို့ဘာလို့ကိုပဲပြတ်ကြည့်ပါစစ်ကြောင်းလိုက်ရှင်းလင်းခံလိုက်ရတာဒီကိုကျွန်တော်တို့တွေးရှိရမှာပါပြီးတော့မှစစ်ကြောင်းရှင်းလင်းခံပြီးတော့မှအုံဟုံးကြီးကြီးလှုပ်တဲ့ခါကျတော့ကျွန်တော်နှစ်ခါနာဖြစ်ပါတယ်မီးရင်နှစ်ခါနာပထမလဲရဲဘော်တွေဆုံချုံပြီးနောက်တစ်ခါအုံတန်းတန်းလှုပ်တဲ့ခါကျတော့အဲပြည်သူရဲ့ရသားကြီးလည်းဆုံချုံတာဖြစ်ပါတယ်အဲ့လိုဖြစ်မှာဆိုရင်လည်းကျွန်တော်ဒါပြောပြခြင်းဖြစ်ပါတယ်တတိကြည်ကြည်နဲ့ထားပြီးတော့မှ အဲတမနောကတော့ကျွန်တော်ဒါဆိုရင်လုံခဲ့လို့ဒါကျွန်တော်ပြောတာပါဒီဟာတွေကတော့တို့ရဲ့ AC ကိစ္စတွေလို့ပဲကျွန်တော်နဲ့တုံ့တက်ပါတယ်နောက်သခိုင်းတိုင်းတဲကြီးရွာစာတင်ကျောင်းထဲမှာဒါလက်လက်နဲ့လေးလှုပ်ဆောင်နေတာတွေ့တယ်ဆိုတော့အဲ့နေမြေကန်တရင်ပြေးတယ်ပြေးတဲ့ခါကျတော့တမနောစကြောင်းသွားစကြောင်းထိုးတယ်ထိုးတဲ့ခါကျတော့အဲ့မှာလည်း death body တွေတော်တော်များများရတယ်လက်နဲ့လေးဆိုလည်းများတယ်နော်အဲကျွန်တော်က၈ယောက်၉ယောက်၁၀ယောက်လောက်ဆိုတော့မပြောတော့အဲ့လောက်ပဲပြောမှာရာနဲ့ချီဆိုတော့ကျွန်တော်ထပ်ပြောပြပါမယ်နော်နောက်တစ်ခုကြတော့ကျွန်တော်တို့ ကြောက်ဗမောဘက်မှာဆိုတက်ကလူနောက်ကတ်လာတယ်။နောက်ဗမောဘက်မှာဆိုတက်ကလူနောက်ကတ်လာတယ်။မင်းကတော့အကျန်းဖက်တွေရှိတယ်။အဲအကျန်းဖက်တွေရှိတယ်။အဲအဲ့မှာကျွန်တော်တို့တမရှိရလာမျိုးစစ်ကြောင်းထိုးပြီးတော့နေနေရှင်းလင်းနေတာတောက်ဆောင်နေနေရှင်းလင်းနေတော့အဲ့မှာတွေ့တော့ပွဲကတယ်ပွဲကတဲ့အချိန်မှာသူတို့ရဲ့ဓာတ်ပေါ်တီတွေလည်းလက်နက်တွေတော့တော်တော်များများရတာရှိတယ်။ကချင်ပြည်နယ်ဘက်မှာဆိုတော့အဲ့ဘကာမိုင်းတို့နန်ယာတို့ဘက်မှာလည်းနေမြင့်ရှင်းတော့ KIA နဲ့တွေ့တယ်တိုက်ပွဲတွေဖြစ်တယ် တောင်တော်ဘက်ကအသာစီးရနဲ့ဒါဓာတ်ပေါ်လေးလက်နဲ့အခုကတောင်တော်ကနေရာတိုင်းမှာပွဲကတိုင်းကျွန်တော်ကြည့်နေတဲ့အချိန်မှာအအောင်ရင်မှုတွေအပြည့်အနံကိုကျွန်တော်တို့မြင်တွေ့နေရတာရှိတယ်။ကြောက်ပြူဆိုလို့ချင်တဲ့ဒီကတ်တပြေတို့ရှောက်ချောင်းတို့စီမော်တို့မြတ်ကြက်တိန်ရောအဲကြက်တိန်ရောအဲအဲ့မှာဆိုလို့ချင်လို့ရှိရင်ဒါတောင်တော်ကကာကင်းနေထုတ်ထားတဲ့အပြုံတော်မှာအပြင်ကိုနောက်ထပ်ဟိုသူတို့၃မိုင်ပတ်လေ၄မိုင်ပတ်လေလောက်ကိုဆက်တူးနေတာရောက်ရှိနေလို့ကျွန်တော်တို့သိရှိရတယ်။သို့တော်လည်းပဲတချို့အားတွေတော့မပြော